ကျောင်းလူငယ်ရင်းနဲ့အားကစားလှုပ်တင်တာပေါ့အဲ့တော့လှုပ်တင်ပါတယ်အဲ့တော့ view မဆခင်မှာကျွန်တော်အကြောင်းအရာဆုံးပြောပြပါမယ်။ကျွန်တော်ကလည်း workout လုပ်ရမှာပြင်းတဲ့လူတစ်ယောက်ပါပဲ။ကျွန်တော်မနက်စောစောထားပြီးတော့မပြေးနိုင်ပါဘူး။အထူးသဖြင့်အိမ်ဟာမထားနိုင်ပါဘူး။အဲ့တော့ကျွန်တော်အိမ်ဟာကိုဘလို့မိုးဖြည့်ရှင်းလိုက်လဲဆိုတော့ကျွန်တော်တကယ်ချင်းနဲ့တူတူပြေးလိုက်ပါတယ်။အဲ့တော့ကျွန်တော်ထားမယ်ထားဖို့ထားမယ်ဆိုတဲ့အရာတစ်ခုကျွန်တော်ခေါင်းထဲမှာဝင်နေရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ထားပြီးပြေးပြပါတယ်။ ပြီးတော့ကျွန်တော်ဒီလက်မောင်းကြွက်သားရေးတန်ပါဖို့နဲ့ဒီလက်အရိုးတွေကြန့်ခိုင်ဖို့အတွက်ကိုကျွန်တော်တိုက်ထိုးဖြစ်ပါတယ်အဲအနည်းဆုံးကျွန်တော်ရေမချိုးခင်အခါ20 30ပေါ့အတိအကျတော့မရှိဘူးအတော့ဝင်ကျင်လာတော့ကျွန်တော်ရအောင်ထိုးဖြစ်ပါတယ်ဆိုတော့မေးစရာမေးခွန်းပေါ်လာပါပြီကျွန်တော်ဘာကြောင့်ဒါတွေကိုလုံနေရလဲကျမ်းမာရေးကြောင့်လားဝါသနာအရလားတကယ်တော့နှစ်ခုလုံးမဟုတ်ပါဘူးရီမန်းချက်တစ်ခုကြောင့်သာဖြစ်ပါတယ်ဘာရီမန်းချက်လဲဆိုတော့ is called astonishing student လူရေးကြောင့် It was my first experience, but I really try to get a destination. I didn't have many time for training. It's only one month left, so, so I work out every day, did push up, sit up, and other exercises. It wasn't easy for me, but I didn't give up. At the most, I tried my best, but it's you know, not enough for me. But I don't give up because I have a chance to try next time. Now I'm really effort to catch my dream, and I hope I will get to the destination in this year. So let's start the main video. <laughs> ီဆက်ကြောတဲ့အရာနဲ့စပြီးတော့ကိုဖျက်သားမယ်ဘွားတစ်ယောက်လုံးမှာအားကစားဆိုတဲ့အရာကတော့မလုံးမဖြစ်တော့လှုပ်တင်းတဲ့အရာတစ်ခုပါပဲအဲ့တော့ပြင်းပါတယ်ကျွန်တော်ကိုယ်တိုင်လည်းပြင်းပါတယ်ဒီ vlog ကကြီးလုပ်ဖို့တော့ကိုတော်တော်မှအားမွေးပြီးတော့လုပ်နေရတဲ့အချိန်တွေတစ်ခုထိကိုရောက်ဖူးခဲ့ပါတယ် အဲကျွန်တော်အရင်လည်းပြင်းတယ်မနဲ့အစိုးကြီးတွေမထနိုင်ဘူးပြေးရတာဘာညာဆိုတော့ကျွန်တော်မလုံချင်ပါဘူးဒါမဲ့လည်းပဲတက်နိုင်ပါမယ်လောပါမယ်ဟုတ်တယ်မလားအဲ့တော့အဓိကတော့ကျွန်တော်ကပြိုင်ပွဲဝင်ပြိုင်ညာရှိတယ်အဲ့တော့အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီအတွက်ကိုလုံနေရတဲ့သဘောမျိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကလည်းကျွန်တော်ရိုင်းဆိုရင်တော့လွတ်ဖြစ်ပါတော့မဟုတ်လောက်ဘူးပေါ့တိုက်တောင်မှာပို့မှာမထိုးဖြစ်လောက်ဘူးပေါ့အထပါတော့ဒါကျွန်တော်အကြောင်းပေါ့နော်အဲ့တော့အဲဒီနေ့ဒီဗီဒီယိုမှာကျွန်တော်ကဒီ workout လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်လူငယ်တွေဒီ physical fitness လေးပေါ့ နည်း exercise ပါ냐အဲအကြောင်းလေးနဲ့ပတ်သက်ပြီးကျွန်တော်ကအဲအတူချုံးလေးနေပြောရမှာဖြစ်ပါတယ်အဲတော့တော့ပထမဆုံးအနေနဲ့အဲဒီအားကစားဆိုတာလုပ်တဲ့အရာတစ်ခုပေါ့နော်ကျမ်းမာရေးအဲစိတ်ခံစားမှုနေပြီးတော့လူမှုရေးစားရဲ့အရာတွေပေါ့အဲ့ဒီအရာတွေမှာအရင်ကမှအကျိုးကျေးဇူးဖြစ်စေတဲ့အရာတခုပါပဲအားကစားဆိုတာကအဲကျွန်တော်တို့လူငယ်တွေဆယ်ကျော်သက်တွေစားတဲ့ဒီ အရွယ်ဒီမှာကျွန်တော်အားကစားလုပ်ဖို့အရန်လိုအပ်ပါတယ်ခင်ဗျာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကဒီရွယ်မှာပဲတို့တို့ဒီဖွံ့ဖြိုးမှာပေါ့နော်။အဲဒီဖွံ့ဖြိုးမဲ့အရွယ်မှာပဲကျွန်တော်တို့ကအားကစားများများလုပ်မှဖွံ့ဖြိုးတင်တဲ့လောက်ဖွံ့ဖြိုးရမှာပေါ့။နောက်မှသာဆိုလို့ရှိရင်တော့ပဲတည်တိုင်းပဲပေါ့အဲ့လိုမျိုးအရက်ဒီလောက်မရတာတို့အညာပေါ့ဗျာနောက်ဆက်တကိစားဖြစ်လာတော့ဒါကျွန်တော်တို့ဒီဘက်မှာတော့ဟိုလုံးဝယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်ပါသေးတယ်ဖြစ်နိုင်ပါသေးရဲ့ဆိုတော့အရေးရှိနေတယ်ဆိုတော့ဘာများများခုပေါ့ဗျာဟိုတော်လာရေးမများကူကိုအစားတယ်အဲ့လိုမျိုး ျွန်တော်တို့ဒီအသက်အရွယ်တွေပေါ့ဒီရွယ်တွေကလှုပ်လို့ကောင်းဆုံးအချိန်ပဲပေါ့အဲ့တော့လှုပ်ပါများများလှုပ်ပါဘရမသောအနေနဲ့အချိုးကျစုတွေအရင်ပြောပါမယ်အဲအချိုးကျစုအနေနဲ့ပထမဆုံးကတော့ကိုခံအားကိုမြင့်တင်ပေးပါတယ်ကျွန်တော်တို့ဒီခန္ဓာကိုယ်အတွင်းကိုဝင်လာမဲ့ယောဂဘိုးတွေ ညာရေပေါ့လို့မျိုးရှားပြင်ပလာမယ်ကိစ္စတွေအားလုံးကျွန်တော်တို့ဒီထဲမှာရှိနေတယ်ကျွန်တော်အမြဲတမ်းလှုပ်ရှားသွားလာနေရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီခန္ဓာကိုယ်ကအမြဲအတန်ဆွမ်းနေမယ်ကြားမနေမယ်အဲအကြောင်းမို့လို့ကျွန်တော်အပြင်လာတဲ့ယောဂါတွေလည်းလွယ်လွယ်ကူကူနဲ့မဝင်ရောက်နိုင်ဘူးပေါ့နော်နောက်တစ်ခုကချွတ်သားနဲ့အယူတွေကိုတန်ပါသေးရပေါ့ချွတ်သားဆိုတော့တည်ရတိုင်းကျွန်တော်တို့ပြီးမယ်ဆိုလို့ရှိရင်ခြေစုံချွတ်သားတွေတန်ပါမယ်တိုက်ထုံးမယ်ဆိုလို့ရှိရင်လမောချွတ်သားတန်ပါမယ်စသည်ဖြင့်ပေါ့အဲ့လိုချွတ်သားတွေကိုတန်ပါလာစေမယ်အဲ့ဒီအပြင်အယူတွေကိုလည်းကျွန်တော်တို့ကြန့်ထိုင်လာနိုင်မယ်ပေါ့ဗျာ အဲ့ထားပါတော့ကျွန်တော်များများပြီးတဲ့လူတယောက်ကသူ့ရဲ့ခြေထောက်တွေဒီခြေထောက်ကြွက်သားခြေလုံးကြွက်သားပေါင်းကြွက်သားစားတဲ့အရာတွေပြီးတော့ဒီအရိုးတွေကပုံပြီးတော့တာမန်လူထက်တော့တာမန်နေပါပဲပေါ့နော်ပြီးတော့သက်လုံသက်လုံကလည်းအရန်ဟိုမှာအရေးကြီးတဲ့အပိုင်းတစ်ခုထဲမှာပါပါတယ်ကျွန်တော်သက်လုံကျွန်တော်အဆုတ်ကောင်းရင်သက်လုံကောင်းလာပါလိမ့်မယ်အဲ့တော့ဒီအဆုတ်ကောင်းဖို့အတွက်ကိုကျွန်တော် workout တွေများများလုပ်ဖို့လိုပါတယ်များများအမောခံနိုင်ဖို့လည်းလိုပါတယ်ခင်ဗျာ ပြီးတော့ကျွန်တော်တို့အဝလွန်ခြင်းနဲ့စီးကျူယောဂစတဲ့အရာတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်ဒါကျွန်တော်တို့အဲအခုကြော်ဆိုလို့ရှိရင်ဒါဖျက်ရမယ့်အရာတွေကိုရှိတယ်အရေးကြီးရန်တောက်ဖျက်နေရောအရေးရန်တောက်တယ်အဲ့တော့အေးဟာရရန်တော့အေးဆိုအေးအေးပုံမှာကျွန်တော် energy drink တွေရန်တောက်တယ်ပေါ့နော်အဲ့ဒါအားတော့ဖျက်တင်တဲ့ကိစ္စတူ ကောင်းတဲ့အလေးချင်းတခုတော့မဟုတ်ဘူးပေါ့ဗျာအဲ့တော့ဒါကျွန်တော်စူးစမ်းပြီးတော့ဖျက်ကြည့်ရအောင်ပါခင်ဗျာအဲ့တော့ဒါတွေကတော့ကျွန်တော်အားကစားလို့ရှိရင်အကျိုးကျေးဇူးချိုးတဝက်ကြီးပေါ့အဲနောက်တစ်ခုကတော့စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေပေါ့ mentally အရာဘယ်လိုမျိုး benefit ဖြစ်နိုင်မလဲဆိုရင်အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ပြောပြအောင်ပါဖြစ်ပါတယ် အပရမအောင်ချက်အနေနဲ့စိတ်ဖြစ်စီမှုကြောကြနေရပါဘောเนาะကျွန်တော်ဒီအားသာလုပ်ခြင်းအားဖြင့်ဥမာကျွန်တော်စိတ်တွေရန်ရှုပ်ထွေးလာမယ်ဗျာအဲစာရီရန်လိုရတဲ့အချိန်ကြီးလူပင်မစိတ်ပင်မအဲ့လိုအချိန်ကြီးမှာပေါ့ဥမာကျွန်တော်အင်ဂျာအများကြီးလို့လူကပူထူသွားတဲ့အချိန်တခုမှာဘောလုံးလေးထွက်ကန်လာရင်အဲအဲ့လိုမျိုးလူကလမ်းဆန်းသွားမယ်ပေါ့ဗျာသိရမလားအဲ့လိုမျိုးဒီအာယုံထဲမှာကျွန်တော်စိတ်ညစ်နေတဲ့ဟာတွေကိုခဏတာဖယ်ထုတ်လိုက်နိုင်ပြီးတော့ စိတ်ဖိစီးမှုတွေကိုခဏ short ချလိုက်ပြီးတော့အခုကြိုက်နေတတ်တဲ့အရာလေးပေါ့အားကစားလေးတစ်ခုခုကိုလုပ်နေလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်စိတ်ဖိစီးမှု short ချနိုင်ဖို့အထောက်အကူပြုပါတယ်။နောက်တစ်ခုကတော့အားကစားများများလုပ်ခြင်းအားဖြင့်အာရုံစူးစမ်းမှုနဲ့မှတ်ဉာဏ်ကိုလည်းတိုးတက်စေပါရခင်ဗျာ။အဲနောက်တစ်ခုကတော့ယုံကြည်မှုကိုတိုးစေပါရ။ယုံကြည်မှုဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ဥပမာငါလုံနိုင်တယ်ဆိုတဲ့အရာတစ်ခုပေါ့အာမလူတယောက်ကပြည်မယ်ငါမနဲ့နောက်တဲ့နောက်တည့်ရပြည်မယ်7မိနစ်အဲဒါမဲ့ तू ခေါင်းထဲမှာစဉ်းစားရမယ်ကွာအမအလုံးနိုင်မှာမလားဆိုတဲ့အရာတခုတော့စဉ်းစားမိပေါ်မှာပဲဒါပေမဲ့လေ အာငါမနေ့ကတော့9မိနစ်ပြီးခဲ့သေးရပဲနေ့နောက်ထပ်9မိနစ်လေးပို့လို့7မိနစ်ပြီးလိုက်ရပါဘာဖြစ်အောင်ပို့လို့လဲဆိုတော့အတွေ့မျိုးလေးနဲ့အာလုံနိုင်ပါတယ်ဆိုတော့အတွေ့မျိုးလေးနဲ့ပို့အုံကြီးမှုတွေပို့ပြီးတော့တိုးပါပြီးတော့ပို့ပြီးတော့လှုပ်လာနိုင်ပဲပေါ့နော်နောက်တစ်ခုကတော့လူမှုရေးစရိုက်လက္ခဏာနဲ့ဆိုင်တဲ့အကျိုးကျေးဇူးတွေပေါ့။ဥပမာပေါလုံးကန်တာပေါ့။ပေါလုံးဆိုလို့ရှိရင်ကျွန်တော်အသင်းအဖွဲ့နဲ့ကန်ရတဲ့အသင်းအဖွဲ့နဲ့လှုပ်ဆောင်ရတဲ့လုပ်ငန်းအကစားတစ်မျိုးဖြစ်တယ်ပေါ့။အဲ့တော့ဒီလိုအသင်းအဖွဲ့တွေနဲ့ပူးပေါင်းပြီးလှုပ်ဆောင်ရကြရပြီးတော့စီလုံးမှုတွေရရှိလာမယ်။လူမှုဆက်ဆံရေးမှာလည်းအဲ တိုးတက်လာနိုင်မယ်ပေါ့ကကူကူတခြားဒီလိုနဲ့အလိုပြောဆိုဆက်ဆံနဲ့ skill တွေကိုလည်းကျွန်တော် improve လုပ်နိုင်မယ်ပေါ့နော်အဲ့တော့ဒါရီကလည်းကြိုးကျေးဇူးအများကြီးဖြစ်တော်နိုင်ပါတယ်ပြီးတော့ scan လည်းရှိလာနိုင်မယ်ပေါ့ scan ရှိလာနိုင်တယ်ဆိုတော့အားကစားသမားတွေကကျွန်တော်တို့တကယ်စီကန်းရှိကြပါတယ်ဘာလို့လဲဆိုတော့ကျွန်တော် ဘောလုံးဥမာအနေနဲ့ဘောလုံးကစားမယ်ဆိုရင်တော့မှသူစီးနဲ့ဖောင်နဲ့သူတတ်မှတ်ထားတဲ့စီးကန်းချက်တွေအတိုင်းကျွန်တော်တို့ကစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲစီးကန်းတွေကိုလိုက်နိုင်မှာကစားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အကစားသမားတွေအကစားလုပ်ခြင်းအဖြစ်ကျွန်တော်စီးကန်းကိုပို့ပြီးတော့ထိန်းသိမ်းတက်လာပါမယ်နောက်တစ်ခုပြောရမှာတော့ဒါ 3D view 3D view ရမယ့်အချက်တွေပေါ့ တိပြုရမယ့်အချက်တွေဆိုတာအလွန်ကြုံမလောက်ပါနဲ့အလွန်ကြုံမလောက်ပါနဲ့ဆိုတော့ကိုခန္ဓာကိုဒီခံနိုင်တဲ့အာရုံတစ်ခုလောက်အထိပဲကျွန်တော်တို့လောက်ပါအဲတန်စီလွန်ပေးဆိုတဲ့အခြေအတိုင်းအရင်လည်းမပိုးသေးနဲ့အရင်လည်းမလျော့သေးနဲ့ပေါ့ဗျာမက်ဆီမပရိပရာပေါ့အလေလက်လမ်းတိုင်းပဲလေလက်ကနေကျွန်တော်တို့အရင်လည်းမတူနဲ့အရင်လည်းမလျှော့နဲ့ပုံစံတိုင်းလေးပေါ့လို့ခန္ဓာကိုအရင်ဟိုမင်းများမလုပ်ပါနဲ့ခန္ဓာကိုယ်ရဲ့ခန္ဓာရဲ့အားတစ်ခုလောက်နဲ့ပဲကျွန်တော်တို့လုပ်ပါအဲဒီကောကတော့ရေမင်းများတောက်ပါအဲဒီ ရှိဆိုတာကကျွန်တော်ရဲ့ခန္ဓာကိုယ်မှာလိုအပ်နေတဲ့တက်ဒီအားလုံးဖြည့်ဆည်းပေးတဲ့ပုံမှာကျွန်တော် skin ဆေးရအစကျန်တဲ့အခြားအရာတွေကိုလည်းကျွန်တော်ရေတက်ကအများကြီးလိုပြီးနေတာဖြစ်တဲ့အတွက်ရေများများတောက်ဖို့လိုအပ်ပါတယ်။နောက်တစ်ခုကတော့အားကစားလုပ်တော့မယ်ဆိုရင်တော့တင့်တော်တဲ့ဝတ်စုံပေါ့ဖနက်မပြည့်မယ်ဆိုဖနက်အလိုမျိုးဘောလုံးလေးပါကံမဆိုလဲအင်ကြီးဝတ်စုံပါညာပေါ့အလိုဟာမျိုးရွေးပြီးတော့ဝတ်ဆင်ပါအဲဟိုမှာမတတ်မတာဖြစ်မဲ့ဟာမျိုးကြီးဝတ်ဆင်ပြီးတော့လှုပ်ရဲဆိုလို့ရှိရင်လည်းညှဉ်းညူလာပြီးတော့ စိတ်ရှုပ်ထွေးလာနိုင်တယ်ပေါ့နော်အဲ့တော့ဒါလေးရောရှိပါတယ်အဲ့တော့ကျွန်တော်လူငယ်တွေအားသာလုပ်တင်ပါတယ်ဒီအားကစားဆိုတဲ့အရာကကျွန်တော်ရင်းနေစဉ်ဘဝကိုအများကြီးအကျိုးဖြစ်တော်နိုင်တဲ့အတွက်ကြောင့်မလို့အဲတပတ်တပတ်မှနေတိုင်းမဟုတ်တော့မှ၃ရက်လောက်ဖြစ်ဖြစ်၄ရက်လောက်ဖြစ်ဖြစ်အချိန်လေးတခုတော့ပေးပြီးတော့အားကစားကိုကျွန်တော်လုပ်တင်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ဒီဗီဒီယိုလေးကိုချစ်ပေးကြရတဲ့အဲကျွန်တော်တငယ်ချင်းတွေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်လာမယ့်နေ့မှာလည်းကျွန်တော်တို့ဒီဗီဒီယိုပေါ့ကတ်စီထပ်ပြီးတော့ တင်ဆက်ပေးနိုင်အောင်လို့အားကြီးကြိုးစားပါဦးမယ်ခင်ဗျာ thank you